အားလုံးပဲမင်္ဂလာပါနော်ကျွန်ရဲ့ YouTube channel နဲ့အားလုံးကြိုဆိုပါရစေဆိုတော့အစနေရတော့ Ultra ဖုန်းမှာမနိုင်ခဲ့ဘူးပေါ့လေတေးဝမ်းဝမ်းတေးကြခဲ့တယ်ဆိုတော့ဒီပွဲနဲ့ပတ်သက်လို့အရင်ဆုံးပြောချင်တာကတော့ကျွန်တော်တို့ကထွေထူးပြီးလောင်စရာတော့မရှိဘူးဗျကျွန်တော်ကတော့နည်းနည်းရည်ချင်တာပဲဘာလို့ဆိုတော့အဲ့ဒါဘာလို့ရည်ချင်လဲဆိုတော့ဟို United က Ultra ဖုန်းလို့ကွန်းမှာသူတို့ကွန်းမှာပေါ့လေ ာစနယ်ကိုရှင်ပြိုင်ကစားတော့တာရကြီးကျင်စရာကြီးတကယ်ပြောတာဘာလို့လဲဆိုတော့ဗျာကလေးနဲ့လူကြီးအဲ့လိုကလေးအတင်းနဲ့လူကြီးအတင်းကန်တဲ့လူမျိုးကိုသူတို့ကရှင်ဆိုင်လာတာစတင်ပြင်ဆင်လာကြတဲ့ကဆိုတော့ဗျာအစကတည်းကကျွန်တော်ဆိုလိုချင်တာအစကတည်းကရှင်ကံမာမလို့ရှင်ကံရင်းနဲ့မှတဖြည်းဖြည်းဟိုတစ်ဖက်တည်းအဖိခံလိုက်ရတာမျိုးခြေစမ်းနေအပြတ်တက်ကွာသွားတာမျိုးကို ဆိုရင်ထားအဲ့လိုဆိုရင်ထားသိပြောကြရမရှိဘူးဒါပေမဲ့အဲ့လိုမျိုးအစကတည်းကသူတို့ကအနေနဲ့ပုံစံမျိုးပိတ်ကန်လာတာမျိုးအသိငယ်လေးပုံစံမျိုးပိတ်ကန်လာတာမျိုးရတကယ်ကြည့်ချင်တယ်ပြောရင်ဒါတော့သူတို့အသိရဲ့အနေထားအစဉ်တန်းဖြစ်သွားပြီဒါကဟိုလက်မခံလို့မရအောင်ဒါကဟိုလိုပြောတာမဟုတ်ဘူးသူတို့ပိတ်တဲ့တွေလက်မခံဘူးဆိုတော့လက်မခံမှုဆုံးတော့မှသူတို့နီးရကိုယ်တိုင်ကလက်ခံနေပြီ လက်ခံနေလို့လည်းဒီလိုကစားရတော့တာဆိုတော့ဗျာစတားကတော့အာဆင်နယ်ကဟိုမန်စီးတီးကို5-1နဲ့နိုင်ခဲ့တော့ဒါအမျိုးပြောင်းကိုပြည့်နိုင်ခဲ့တယ်ဟုတ်တယ်ဒါပေမဲ့မန်စီးတီးက special တင်ဆော့လာအဲ့လိုတင်ဆော့ရင်းနဲ့ဒါဂိုးတွေပြတ်သွားတာပေါ့လေဒါအဲ့ဒါမျိုးကတပိုင်းဒါမျိုးကနည်းနည်းဖြစ်တတ်တယ်ဗျာဟုတ်လားတူတင်ကိုတင်ကစားပြီးတော့ဒါပေမဲ့အခုဟာကြီးကအစကလေးကပိတ်ကစားနေတာဆိုတော့ဆိုဘလိုပဲဖြစ်ဖြစ်သူတို့ပိတ်ကစားတဲ့ဟာက အရာတော့ရောက်ခဲ့ပါတယ်အဲ့ဒါကိုတော့ငါချီးကျူးအောင်မအတိမတ်ပြူအောင်ပါပဲလို့နော်ကျွန်တော်ကြည်နေတယ်ဘယ်လိုလဲဆိုတော့ဟိုအထောင်ပဲစစ်မှုလို့ကစားသမားကတော့မှစဝိုင်းစီးထိန်တာမှမရှိဘူးလုံးဝသူတို့အေရီယာထိန်ပါဗျာဘီကုတ်ထိန်မှရှိနေတာပြောရရင်10ယောက်လုံးလုံးလို့ကဘီကုတ်ပတ်ဝန်းကျင်မှာကဲရှိနေကြတာအဲ့လိုမျိုးပြောကြနေဆိုတော့အာဆင်နယ်ကလည်းအဲ့လိုမျိုးဟိုအတင်းငယ်လေးတွေနဲ့တွေ့ရင်ပိတ်ဆော့တဲ့အတင်းငယ်လေးတွေနဲ့တွေ့ရင်ကစားရခက်တယ်လို့ပဲ ဒါ United နဲ့အတင်းနဲ့တွေ့တွေ့တဲ့အခါမှာပိတ်ဆော့တဲ့အခါမှာတကယ်ကစားရခက်ခဲတယ်လုံးဝကို ကစားရခက်ခဲတာပါတကယ်ကို United ရဲ့ခံစစ်ကလည်း special ကောင်းခဲ့တယ် special ပိတ်ပြီးတော့စီနေအောင် ကစားနိုင်ခဲ့ကြတယ်အဲ့ဒါတော့တကယ်ချီးကျူးရမယ်ဒီလိုအနေထားမှာပဲဒါဟိုကိုရီးယားဖိနေရနဲ့သူတို့ကပဲဥဆောင်ကိုရသွားတယ် free kick ကနေ Bruno Fernandes က ဂိုးသွင်းရတယ်ဆိုတော့အဲ့ဒီ free kick ကလည်းရာရာအမှားကလုံးလုံးများတယ်ပြောရရင်တော့55ရာခိုင်နှုန်း80ရာခိုင်နှုန်းလောက်ရှိတယ်ဗျာရာရာရဲ့လိုအပ်ချက်ပေါ့ဘရူနိုဖာနန်ဒက်ရဲ့ free kick ကောင်းတာနည်းနည်းပဲဗျာတာမန်လောက်ပဲအောင်ဆိုတော့ down တဲ့အထိတွားတာလည်းမဟုတ်ဘူးအပေါ်တဲ့အထိဘာနဲ့ကပ်ပြီးတော့တွားတာမျိုးလည်းမဟုတ်ဘူးအဲ့လိုမျိုးအနေထားမျိုးမှာရာရာကလုံးဝကိုမပုံမိခဲ့တာတော်တန်ယုံဂိုရမားဆိုရင်ဗျာ ဲ့လို free gift အလုံးတွေကအပိုင်တော်မိတယ်အဲ့လောက်အဲ့လောက်အလုံးတွေကလေတကယ်ပြောတာလုံးလုံးတစင်နဲ့အပိုင်မမိတော့မှနှစ်စင်လောက်ဖမ်းပြီးအပိုင်ဖမ်းလို့ရတယ်တကယ်ပြောတာယာယာအဲ့နေရာမှာတော်တော်ကိုလိုအပ်ချက်ရှိတယ်ဗျာတော်တော်ကိုအားနေတယ်အဲ့ဒီချက်ကတော့အရင်ဆုံးပြောခြင်းတယ်ဗျာဟိုနောက်တစ်ခုကဘယ်လိုလဲဆိုတော့ဟိုအဲ့လိုမျိုးရှိနေဗျာနောက်တစ်ခုကဘယ်လိုလဲဆိုတော့ယာယာကဒါမဲ့အဲ့လိုမျိုးမှလာညံ့တာ ဒီတကယ်တခြားနေရာတွေမှာကအဖက်ဖက်ကလုံအောင်စပယ်ရှယ်ကောင်းတယ်အဲ့လိုမျိုးပေါ့ဟိုဘောလုံးကစားကွက်တည်ပြီးတော့လူပေးတဲ့နေရာတွေမှာပဲဖြစ်ဖြစ်နောက်ဆုံးအပုတ်ထုတ်တဲ့နေရာတွေမှာပဲဖြစ်ဖြစ်ပြအစားလာနေရာကောင်းတယ်ဒါကဟိုချွန်းချက်မရှိကောင်းတယ်ဗျာရရကိုယုံကြည်ပြီးတာဒါပေမဲ့အဲ့ဒီဖရီကကလည်းသူ့လုံအောင်သူ့ရဲ့လိုအပ်ချက်ဆိုတာလည်းဒါကကျွန်တော်တို့ကဒါအမှန်တမ်းပြောနေတာတော့ပြောရမှာပဲအဲ့လိုမျိုးအခုနောက်ဆုံးပိုင်းမှာ သူစိတ်သွားတဲ့အလုံးတွေဆိုရင်ဗျာလုံးဝရဲရဲဆက်ဆက်တွေကိုကောင်းလွန်လာတယ်ပြောရင်တူကယ်သွားတာမျိုးတွေမျိုးတွေဗျာတကယ်ကိုတူကယ်သွားတာနောက်တစ်ခုကကျွန်တော်တို့ဒါဟိုရိုက်ကြီးပေါ့ရိုက်ကြီးကလည်းနောက်ဆုံးဒါမိုင်းနိုစီကနေဟိုကယူနိုက်တက်ကဖြတ်ယူသွားပြီးတော့အပိုင်လုံးကြီးဟိုကတိတ်တော့မှာဗျာအဲ့ဒါကိုနောက်ကနေကိုတကယ်မတော်တန်သွားပြီလို့တောင်ထင်တာဗျာမထင်ထားတော့ဘူးတကယ်ပြောတာအဲ့ဒီနေ့တိုင်းမှာရိုက်ချာ လုံးဝ special နောက်ကနေဖြတ်ထုတ်ခဲ့တယ်။အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒါအာဆင်နယ်တက်တာရရခဲ့တယ်။ဝမ်ဝမ်နဲ့ပြီးခဲ့တယ်ပေါ့။အဲ့အဲ့ဒါမျိုးရရှိတယ်။ပြောရရင်တော့ဒုတိယပိုင်းမှာတော့ဒါ United တို့အခွင့်အရေးတွေပထမပိုင်းကတည်းကပိုရလာခဲ့တယ်။ဆိုတော့ဒါကလည်းဟိုဘယ်လိုပြောရမလဲဆိုတော့အာဆင်နယ်ကဂိုးလို့လို့ဖီးရင်ဖီးရင်နဲ့မှအမားတွေများလာတယ်။အမားတွေကလည်းရလာတာမျိုးပေါ့။သူတို့အရန်ကြီးဒီ open play ဟိုကစားကောင်းနဲ့ပုံဖော်ပြီးရခဲ့တာမျိုးကတော့ ော်တော်လေးနဲတယ်ပြောပါနဲတယ်ပေါ့နောက်တစ်ခုဟိုပြောစရာရှိတာပြောပြောပြကျွန်တော်တို့အာဆနယ်ရဲ့ကစားကွက်တကယ်အားရစရာကောင်းလားပြောရင်တော့အဲ့ free kick ပေးလိုက်ရတဲ့ goal တကောတာဖယ်လိုက်ဗျာလုံးဝ special ကြီးဟိုအခါတိုင်းဆိုရင်ကျွန်တော်စောစောကလည်းပြောခဲ့လို့အဲ့လိုဟိုဘီ goal နဲ့ away ရဗျာပြိုင်ဘက် goal area ရဲ့ away ရနေတောင်မန်နေရနေ wide line ကွန်းလျာနေ wide line ဟိုဘက်တောင်မန် wide line ဒီဘက်တောင်မန် wide line ဆိုပြီးတော့လေဗလာတွေများနေရဗျာ ချင်းချောင်းဘာမှမရှိဘူးအခါတိုင်းပွဲတွေဆိုရင်လေဒီနေပွဲကတော်တော်ကိုအဲ့လိုမျိုး creation တွေလည်းတော်တော်များတယ်ဗျာတော်တော်ကိုလမ်းကြောင်းတွေလည်းတော်တော်တိုက်စစ်လမ်းကြောင်းတွေလည်းပွင့်အောင်လုပ်နိုင်တယ်တော်တော်လေးအားရစရာရှိတာပြီးရင်အဲ့လိုမျိုးအဲ့လိုမျိုးအနေထားမှာကိုကဖိနေတဲ့အနေထားမှာတိုက်စစ်လမ်းကြောင်းတွေကိုစွန့်စားပြီးပုံဖော်နေတဲ့အခါမျိုးတွေမှာမှားတာတွေရှိတယ်ဒါညှိသွားတာတွေရှိတယ်အဲ့လိုညှိတဲ့ကမှာဟိုကကောင်တာတိုက်စစ်ဆင်းတယ်ကောင်းစတဲ့တိုက်စစ်ဆင်းတဲ့အခါမှာလေကျွန်တော်တို့ကအသက်နိုင်ဆုံးကိုအဲ့ကောင်းတာတိုက်စစ်ကိုတားနိုင်ခဲ့တယ်ဗျာ အဲ့လိုမျိုးတကယ်ကိုကောင်းလို့ ਨੇ ကျွန်တော်ကတကယ်ဆိုရင်ပြောဟို striker တယောက်လောက်တာတကယ်ရှိကြီးဒီဘွဲကအေးစင်းစင်းနိုင်နိုင်တဲ့အနေထားမျိုးဒီဒီအဲ့လိုမျိုး striker လိုအပ်ချက်အဓိကတော့ဗျာဟို striker တယောက်ရဲ့ဟို hand နေ man နေ tan နေပုံမှန်တန်တန်သူရဲ့ကိုအင်္ဂါရက်တွေပေါ့ဗျာအဲ့လိုမျိုးတွေရောမရှိတဲ့ခါမှာဒီ area ထဲမှာလုံးဝကျဉ်းကျပ်နေတဲ့ area ထဲမှာအတိုးအလှုပ်တွေဒီမှာအရန်အမောင်းပိုင်းအစအစအရာပေါ့ဗျာဟို လိုအပ်တယ်ဗျာအဲ့ဒါမျိုးလေဒါကတော့ဟိုကိုမတက်နိုင်တဲ့အရာဆိုတော့ဗျာဟိုပြောနေလို့လဲပြီးမှာမဟုတ်ဘောဒါပေမဲ့ဒီလိုအပ်ချက်နေကြောင့်တကယ်ကိုဟိုဆိုလို data ကိုပြောတာလဲကျွန်တော်ကဘယ်လိုလဲဆိုတော့ဒီကစားခွက်ကကောင်းတယ်တကယ်ကို creation နေလဲတကယ်မိုက်ခဲ့တယ်အဲ့လိုအဲ့လိုမျိုးပြောချင်တာပါနောက်တစ်ခုဟိုပြောချင်ရှိတာကတော့ကျွန်တော်တို့ဒီဘာမှဟိုဖြစ်เสียအကြောင်းမရှိဘူးကျွန်တော်ကရှင်းပြအစကတည်းကလည်း စောင်းကြီးကလည်းဒါချန်ပီယံအတွက်ကိုလက်လွတ်လာရပြီးသားဆိုတော့အရင်လောင်းနေစရာမရှိဘူးကျွန်တော်ကအဲ့လိုပြောချင်တာ။ဘာလို့ဆိုတော့ဟို United တို့အတွက်ကတော့သူတို့ကဘယ်လိုလဲဆိုတော့ဒါတရေကြတာတို့ပျော်ရမှာဗျာ။အဲ့လိုပဲသူတို့ကွန်းပါလေဘာလို့ဆိုအဲ့လိုအနေထိုင်းနဲ့လာတာကံကောင်းရင်တော့ဒါအနိုင်ရလက်ယူမယ်ဆိုတဲ့အထာမျိုးနဲ့သူတို့ကလာတာဗျာဒါကစားပဲဘောလုံးပဲကြည်ဘူးရင်သိတယ်ဗျာအမှဘလို့ကစားနေလဲဆိုတာ ကြည့်ကြည့်လိုက်စစချင်းကလေးကအဲ့လိုမျိုးတွေဆိုတော့ဟိုဒီဘက်မှာဟိုပြောစရာရှိခဲ့တာတွေကတော့အဲ့လိုမျိုးကျွန်တော်တို့ညာညာမလုပ်တယ်အခုလူတိုင်းကြီး လုံးဝ special ကဲတင်တယ်อืม process ကြီးကတော့ကျွန်တော်တိတ်အားမရဒါအရင်အရင်ကလေးက Martinelli ကတော့ကျွန်တော်တို့ Martinelli ကတော့ Martinelli ပဲတကယ်ပြောတာကျွန်တော်ကဒါအရင်ကလေးကလည်းပြောတယ်သူမကောင်းတာတွေလည်းဟုတ်တယ်ရှိတယ်သူ့ကိုဆဲခဲ့ကြတဲ့အချိန်တွေလည်းရှိတယ်ဒါပေမဲ့ first line မှာတော့သူပဲတကယ်ရေရှည် long term မှာသူပဲဗျသူပဲရှိတယ်ကျွန်တော်တို့ကသူပါလာပြီဆိုတာနဲ့သူ့ရမြန်နှုံးနဲ့ပါနဲ့ crossing နေပါလေလေဟို direct pass တွေပါလေအဲ့လိုအများကြီးမျောလင်းလို့ရတယ်သူကသူ့စီရနဲ့ counter attack တွေလည်းအများကြီးမျောလင်းလို့ရတယ်အဲ့လိုမျိုးနောက်စခုရှိပြောစရာရှိရတာကျွန်တော်တို့ကိုးရသွားတယ်အဲ့လို right ရဲ့ကိုကြီးတကယ်ကောင်းလို့ ਨੇ အဲ့အဲ့အလုံးမှာ တင်ပါလဲမိုက်တယ်တကယ်အဲ့လိုမျိုးနေပဲကျွန်တော်တို့လိုချင်တာဒီနေ့ဘွဲအားရတယ်ဆိုတာမှလည်းအဲ့လိုမျိုးကျွန်တော်တို့ရဲရဲရင်ရင်အဲ့တိုက်စစ်ကိုပုံဖော်တာတွေဘောလုံးပေးတာတွေရဲရင်လှုပ်တာတွေအများကြီးပဲလူးဝစ်ကယ်လီရဲရင်တိုးတာတွေလည်းရှိတယ်ဟိုအိုရီဂျီစီကလည်းတကယ်ကို creation pass တွေအများကြီးထွက်တယ်ပြီးတော့အခုကျွန်တော်ကိုးရသွားတဲ့အလုံးဟိုတင်ပါက တကယ်ဖိမ့်ပြီးတော့ရဲရင်ဖိမ့်တာမဟုတ်ရင်ညတစ်ချက်လောက်ဖိမ့်ပြီးတော့ကန်လိုက်ကန်လိုက်ရင်နောက်တန်းနဲ့ထိပြီးတော့ဟိုထောင်းခံဖို့ရမယ်ဒါမျိုးတွေကများတာဗျအခုက special ကိုနှစ်ခါဖတ်ပြီးတော့အတွန်းပြန်ဖတ်ပြီးတော့ rice ကိုပဲ right ကလုံးက special ညာချင်းနဲ့ပိတ်တွန်းလာတာလုံးဝမိုင်လွန်းတယ်အားပါပဲเนาะဟိုဒါချို့ရရင်တော့ကျွန်တော်တို့ arsenal ကဟိုအားနဲ့ဒီဘောင်းနဲ့ကို5မှတ်လောက်ကောက်ကွာသွားပြီပေါ့ဒါကတော့ထားလိုက်ပါတော့ဒါထည့်ပြောပေးထားတာပေါ့ တတိယကကျွန်တော် foreign နဲ့ကလေးမှတ် quarry ပေါ့။ဒါ United ကတော့သူတို့အခုအဆင့်14မှာလို့ထင်တယ်။ဟုတ်ကဲ့။အဲအဲ့လိုဆိုတော့ဒါအမခွဲဝေပြီးတော့ယူသွားတဲ့ပွဲပွဲပေါ့လေ။ဆိုတော့ဟိုအရင်ကြီးလောင်စရာမရှိပါဘူး။ကျွန်တော်ကလည်းအဲ့ဒီကပဲအဲ့လိုပဲပြ။ဟိုလောင်ခြင်းဘာလို့လောင်ရမလဲဆိုတော့ဒါနောက်ဆုံးအနေနဲ့ပြောခဲ့ခြင်းတာကဒီအတင်းကိုဒီလိုအခြေအနေမျိုးမှာတောင်းမှမနိုင်ရခေါင်းလားဆိုတာမျိုးကိုပဲလောင်ရမှာ အဲ့တော့လောင်လောင်လောင်တော့လောင်တင်တယ်ဒီဒီဟိုကဒီအချိန်မှာတော့မဘာလို့မနိုင်လဲနိုင်တင်တယ်ကဲကဲရလေအဲ့လိုမျိုးပေါ့ဒါပေမဲ့ဖက်ကတွေးကြည့်တော့လဲကိုရီးယားအနေဓာရဘောလုံးမှာကအမှဟောဒီလိုမျိုးတွေဖြစ်တတ်တယ်လို့တွေးကြည့်လိုက်ရင်ဗျာကိုရီးယားစင်နေမှာ ਨੇ သူတို့ ਨੇ အကွာဟိုးမိုးနေမြေလို့ကွာတယ်ဆိုတော့အဲ့ဒါမျိုးဆိုတော့အနေဓာကြီးပါเนาะအဲ့ဒါမျိုးပါ တောင်းစရာရှိသူတို့ပဲလောင်အောင်ပါဟုတ်ကျေးဇူးပါနော်ဒါအဆင်ပြေရင်ကျောင်းရဲ့ YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးတော့ update ကြပါအောင်လို့နော်ကျေးဇူးတင်ပါတယ်